မီးဘုံပြန်ပြတ်ကြလို့မီးလောင်လာလို့ပြောဆိုနေကြတဲ့မန္တလေးမြို့62လမ်းသားကအင်ဂျီတလုံးအားလုံးနီးပါးမီးလောင်သွားခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာလ6ရက်နေ့သတင်းကျွတ်လပြင်းနေ့ည8နာရီဝန်းကျင်အချိန်မှာခေါင်မိုးကနေစတင်မီးလောင်ခဲ့တာတွေ့ရပါတယ်မန္တလေးမြို့ထဲကမိသက်ကားတွေအများအပြားလာရောက်ငိမ့်တက်ခဲ့ကြပေမဲ့မိအားပြင်းထန်တာကြောင့်အနီးဝန်းကျင်က လူတွေပါခတ်ဝဝေသွားနေခဲ့ရပါတယ်။ ချမ်းမြေတာစီမြို့နယ်ထဲကမိသက်ရင်တွေအများကြီးရောက်ရှိငိမ့်သက်နေခဲ့ကြတာဖြစ်ပြီးတော့တနာယီနီးပါးငိမ့်သက်နေရပါတယ်။တရင်ကျွတ်လပြင်းနေညဖက်မှာမိပုံးပြန်ပြုတ်ကြပြီးမိစတင်လောင်ကျွမ်းလာလို့သိရပေမဲ့အတိအကျတော့မသိရသေးပါဘူး။ အိမ်ကြီးအိမ်ကောင်းတလုံးဖြစ်တာမို့ပျက်စီးဆုံးရှုံးမှုတန်ဖိုးများပြားနိုင်ပြီးတခြားအိမ်တွေကိုကူးဆက်လောင်ကျွမ်းတာမျိုးတော့မတွေ့ရသေးပါဘူး။မန္တလေးမြို့တွင်တရင်ကျွလပြင်းညပိုင်းမှာပြည်ကြီးသူခွင်က133-132-59စီလမ်းမှာလည်းမီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။ထပ်မံပြီးတော့ည8နာရီခန့်မှာချမ်းမြေ့တာစီမြို့နယ်ထဲက62-103လမ်းကြားမှာအခုလိုမီးလောင်ခဲ့တာဖြစ်ပြီး level 2အဆင့်ပါ။